။ဘုန်းကြီးဟာဘာအတွက်ဝတ်ထားလဲ။လူဘဝမနေခြင်းလို့ဝတ်ထားလား။ပြင်းလို့ဝတ်ထားလား။လုံမစားခြင်းလို့ဝတ်ထားလား။သို့မဟုတ်ဒီဖယားသခင်ရဲ့အမှုထမ်းမှုဝတ်ထားလားတချို့။ဘုရားဘာသာဘုန်းကြီးတွေကဘာလို့ဘုန်းကြီးဝတ်ထားလဲ။ဗမာပြည်မှာဆိုဒုံလဘယဟန်ကန်နေပြည့်တာနော်။ဘာလို့ယဟန်ခံကြလဲ။ဒုံလဘယဟန်ခံနေမကဘူးဒုံလဘသီလရှင်လည်းလာသေးတယ်။ ရောင်တလုံးဆုံးခံပြီးတော့ဘာလုပ်သီလားရှင်ဝတ်။ဘာရည်ရွယ်ချက်နဲ့ဝတ်ထားလဲ။ရည်ရွယ်ချက်တော့ရှိရမှာလေ။အလုံးတစ်ခုလုံးတယ်ဆိုရင်ဥတီချက်နဲ့ရှင်မှန်းချက်ရည်ရွယ်ချက်ဆိုရှိကိုရှိရ။မရှိလို့မရ။အဲ့တော့ဗုဒ္ဓဘာသာမှာသာဘုန်းကြီးရှိတာမဟုတ်ဘူး။ဟိန္ဒူဘာသာမှာလည်းဘုန်းကြီးရှိတာ။ခရစ်စတန်မှာလည်းဘုန်းကြီးရှိတယ်။မန့်တို့ပရိစ်တို့ရှိတယ်။ဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲ။ ဘုရားဘာသာဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့လဲခရစ်ယာန်ဘုန်းကြီးဟိန္ဒူဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့ဝေါ်ကြတာလဲအဲ့တော့ရည်ရွယ်ချက်တော့ရှိရအဲ့ဒီရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့မိလိုက်နာမင်းကြီးကကိမန်တိယဗန္ဒီတုံမကံပပိစ္ဆာအရှင်ဘုရားတို့ရှင်ယဟန်လောက်တာဘာအတွက်လဲ ကောသတုံမကံပရမထုံအရှင်ဘုရားတို့မျော်မှန်းတဲ့အမြင့်ဆုံးရှင်မန်းချက်ကပါလေဘုန်းကြီးဝတ်တယ်ဆိုတာဘာအတွက်လဲနော်အမြင့်ဆုံးရှင်မန်းချက်ကဘာလဲဒါရီရှိရမလေရှိရအဲ့တော့ဘာရီရှင်မန်းပြီးတော့ဘာရီလှုပ်တာတော့ဆိုတော့ရှင်နာကဒေနာဖြေတယ် ဘုရားဘာသာဘုန်းကြီးတွေဘာကြောင့်ဘုန်းကြီးဝတ်တယ်ဆိုတော့မှန်ကန်တဲ့ရည်ရွယ်ချက်ကပါကိန္တိမဟာရာဇာဣဒံဒုက္ခံနိရောဇေယအညာသဒုက္ခန္တဥပ္ပစေယတိဣဒဒတ္ထမဟာရာဇာအမကံပပိသာယသောဗျာရဲ့သာသနာတော်မှာတို့ယဟန်ဝတ်တယ်ဆိုတာတဲ့ယဟန်ဝတ်တယ်ဆိုတာတခြားအတွက်မဟုတ်ဘူးတဲ့ အခုရထားတဲ့ဆင်းရဲဒုက္ခဘယ်လိုအဆုံးသတ်ရမလဲနောက်ထပ်ဆင်းရဲဒုက္ခတစ်ခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိဖို့ဝတ်ထားပါတဲ့ဒါဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ရည်ရွယ်ချက်နော်ဘာကြောင့်ဘုန်းကြီးဝတ်ထားတော့ဆိုအခုလက်ရှိရထားတဲ့ဒုက္ခချုပ်ငြိမ်းသွားပြီးတော့နောက်ထပ်ဒုက္ခတစ်ခုမရဖို့